ားလုံးပဲမင်္ဂလာပါရှင်ရွှေတင်ကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မနက်ဖြန်အော်တိုဘလ25ရက်နေ့တက်နောက်ဆုံးရမလူပသားကျူတင်ခမန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အထူးမလူဝတာအနေဖြင့်ထက်ဆင်းဖြစ်ပေါ်လာမည့်လေဝင်လိုက်မုံတိုင်းသတိပေးချက်များနဲ့မိုးရသွန်းနိုင်သည့်ဒေတာများပါဝင်ညည်ရည်ကြီးနိုင်သည့်အခြေအနေများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရဲ့ရှင် ပထမဆုံးအနေဖြင့်မူလဝတ္တနှင့်ဇလဗျာညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသောထူးခြားသည့်မူလဝတ္တအခြေအနေကိုတင်ပြပေးပါမည်။လေးပြာနေရဝန်အခြေအနေယနေ့မြန်မာစံတော်ချိန်စနေခွဲအချိန်တိုင်းထွားချက်များအရဘင်္ဂလားပြည်တော်အရှေ့တောင်ပိုင်းတွင်လေးပြာနေရဝန် low pressure area တစ်ခုဖြစ်ပေါ်နေပါသည်။အဆိုပါလေးပြာနေရဝန်သည်အနာအနာများဘက်သို့ရွေ့လျားနိုင်ပြီးနောက်နှစ်ဆယ်လေးနှစ်အတွင်းပုံမအားကောင်းလာနိုင်သည်ဟုခန့်မှန်းရပါသည်။ နောက်ထပ်ပြီးအော်တိုဘာလ23ရက်နေ့မှာရရှိတဲ့ ECMWF model ကျူတင်ခံမှန်ချက်များအရပြင်ပမူလဝတ္ထပညာရှင်ဦးဝင်းနိုင်ကအခုလိုပြောပြထားပါတယ်။အာရိပြပင်လယ်မင်္ဂလာပင်လယ်အော်နဲ့တာတူပင်လယ်တွေမှာစောင့်ကြည့်ရမည့်လေပွေလိုင်းတွေဖြစ်ပေါ်နေရတွေ့ရပါတယ်။အာရိပြပင်လယ်မှာလေပွေလိုင်းကို inverse 92b မင်္ဂလာပင်လယ်အော်မှာလေပွေလိုင်းကို inverse 94b နဲ့တောင်တရုတ်ပင်လယ်မှာလေပွေလိုင်းကို inverse 97w ဖြစ်သတ်မှတ်အမည်အသီးသီးရထားပြီးဖြစ်ပါတယ်။ အာရေဗျပလဲနဲ့တောင်တူပလဲတွေမှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းတွေထက်ဘင်္ဂလားပလင်အော်မှာဖြစ်ပေါ်နေတဲ့လေပွေလိုင်း inverse 94b ဟာပုံမှန်အားကောင်းလာနိုင်ပြီးအော်တိုဘားလ23ရက်နေ့မှအော်တိုဘားလ30ရက်နေ့ထိစိုက်ကလုန်းမွန်တိုင်းဖြစ်နိုင်ချေတရားရာခိုင်နှုန်းမှာဆက်ရှိနေရတွေ့ရပါတယ်။အော်တိုဘား29 30ရက်နေ့တွေမှာစိုက်ကလုန်းမွန်တိုင်းအာနေအိန္ဒိယနိုင်ငံအင်ဒရာပရာဒေ့ရှ်ကန်ချေကိုဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် မုံတိုင်းအချင်းချဲ့များသည့်မြောက်အရှိမြောက်ဘက်ကိုဆက်လက်၍လျားနိုင်ကြောင်းလည်းမုံတိုင်းလမ်းကြောင်းကြိုတင်ခမန်းချက်တွေရသိရပါသည်အခုကြိုတင်ခမန်းချက်အတိုင်းဖြစ်လာမည်ဆိုရင် inverse 94b မှာဖြစ်လာမည်ဆိုင်ကလုန်းမုံတိုင်းအရှိန်ကြောင်းအော်တိုဘလ30ရက်နေ့မှနိုဝင်ဘာလပထမပတ်တွင်မြန်မာနိုင်ငံနေရာအနှံ့ပြမိုးထစ်ချုံရွာနိုင်ပြီးနေရာကွက်၍မိုးသည်ထန်နိုင်ပါသည်ရခိုင်ကန်ယူရန်က ကန်နီပင်လယ်အီယာဝတီမြို့ဝကျွန်းမှာကန်နီပင်လယ်ပြင်နေ မွန်တနင်္သာရီကန်ရန်ကန်နီပင်လယ်ပြင်များမှာရေလုတ်သားများအနေဖြင့်အော်တိုဘာလ24ရက်နေ့မှစတင်ပြီးနိုဝင်ဘာလ3ပိုင်းထိအရှိတောင်ဘက်မှလီတိုင်နှုန်းတနာယီ25မိုင်မှမိုင်30ခန့်လှိုင်းမြင့်6ပေမှ9ပေခန့်ထိရှိနေနိုင်တာကြောင့်လှိုင်းလီဇန်လနိုင်မြင့်အခြေအနေကိုအထူးသတိပြုရှောင်ရှားနိုင်ကြပါယံအတိပေးတင်ပြလိုက်ပါတယ်လို့ဆိုထားပါတယ်ဆက်လက်ပြီးအော်တိုဘာလ24ရက်နေ့ နေ့လယ်12နာရီချိန်မုံတိုင်းခမ်းမန်းချက်ကိုပြင်ပမူလဝတ္တာပညာရှင်ဥက္ကမောင်ထေကအခုလိုတင်ပြထားပါတယ်။မုံတိုင်းဖြစ်ပေါ်မူခြေနေဘင်္ဂလားပြည်ရောအရှေ့ပိုင်းအတမန်ကျွန်းစုအနီးရင်လေပြာနယ်ရဝန်ကြီးတခု 94W Investor တင်ဖြစ်ပေါ်နေပြီဖြစ်ပါတယ်။ထိုလေပြာနယ်ရဝန်သည် နောက်ရက်များတွင်ပုံမှန်အားကောင်းလာနိုင်ပြီးအော်တိုဘားလ29ရက်နေ့တွင် လေပြင်းနှုန်း58မိုင်နှုန်းခန့်တိုက်ခိုက်နိုင်သည့ မွန်တာဆိုင်ကလုံမွန်နိုင် ဖြစ်သူရရှိကအိန္ဒိယနိုင်ငံကန်ချေကိုဝင်ရောက်မည်ဟုခံမှန်းရပါသည်မြန်မာပြည်အတွက်ဆိုရင်စရာမရှိပါမြန်မာနိုင်ငံမိုးရွာသွန်းမှုခံမှန်းချက်ယနေ့အော်တိုဘာလ24ရက်နေ့မှမွန်တိုင်းအိန္ဒိယကန်ချေကိုဝင်ရောက်မည်အော်တိုဘာလ29ရက်နေ့ထိ9ရက်တာကာလတိုင်မြန်မာနိုင်ငံ၏အရှိချမ်းဒေသများမှလွှဲ၍ကျန်တနိုင်ငံလုံးတွင်လက်ကျန်မှုအနေငယ်ရွာသွန်းနိုင်ပါသည်မိုးနေနိုင်သည့်ဒေသများမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းရှမ်းပြည်နယ်တောင်ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်အသေးစိတ်ချက်လက်များကိုဆက်လက်တင်ပြပေးပါမည်ဟုဆိုပါရယ်။ဆက်လက်ပြီးမိုးသည်ထန်စွာရသွန်းခြင်းကြောင့်မြေကြီးချင်းသတိပေးချက်များနဲ့မြေချင်းများကို ပြောပြပေးသွားပါမယ်ရှင်။ယနေ့24ရက်ဆယ်လ2025ရက်နေ့နနက်6နာရီခွဲအချိန်တိုင်းတာချက်မြေကြီးအချိန်နဲ့တင်ပြပေးလိုက်ပါရယ်။မြေကြီးနားမြေကြီးအတက်ကြမရှိရတဲ့မနေ့ကညနေမှ12နာရီတိုင်း ်မြစီနာမြို့ဤမနေ့ကမြင့်ဆုံးပူချိန်34ဒသမ3ဒီဂရီစင်တီဂရိတ်ယနေ့အနိမ့်ဆုံးပူချိန်16ဒသမ6ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်ရှင်မြစီနာမြို့သည်ဆိုရင်မထောင်နေရာစင်တီမီတာသို့ရရှိရန်189စင်တီမီတာ28ပေခွဲကျော်ခန့်လိုရင်းရရှိနေပါတယ်အေယဝတီမြစ်အထက်ပိုင်းမှာမူအားနေငယ်ရှိနေပါတယ်ရန်ဖန်ရန်ကအေယဝတီမြို့ဆောင်ထပ်ပိုင်းမှာနေရာကွဲ၍မိုးသေးထန်စွာရသွန်းခြင်းများကြောင့်မြစီနာမြေကြားစင်နေရာမှပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါအောင်မင်း စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစုဒေသများနဲ့အေယဝတီမြေအထက်ပိုင်းမိခမြင်းနဲ့မိခမြင်းဝန်ဒေသများမှာမိုးဒိတ်တောင်ဖြစ်ထွန်းမှုအားနေငယ်ရှိနေပါတယ်။အေယဝတီမြေကိုတခြားနယ်ချင်းမြေကိုတခြားမြေကန်နီမြင်းနေဒေသများနဲ့မြင်းလူစုများတွင်စိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအေယဝတီမြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်။ချင်းတွင်းမြေအခြေအနေ ခန္တီမြေတလမခန့်ထက်ကြောင့်မိကညနေမှ7နိုင်တွင်မုံရွာမြေရေဆလမခန့်ထက်ကြောင့်မိကညနေမှ7နိုင်တွင်ချင်းတွင်းမြေရေတက်ကြပုံမှန်နေထားခန့်မှာရှိနေပါမယ်သူကဲမြေကြီးနိုင်သည့်အချိန်နှင့်မတွေ့ရှိသေးပါရှင်ခန္တီဟောမလင်းဖောင်ပြင်းနှင့်မော်လိုက်မြေတို့မှပြပြချင်းဆက်လက်ကြဆင်းနေပါမယ်ကလေးဝါမင်းကင်းကနေနဲ့မုံရွာမြို့မြေတို့မှပြပြချင်းဆက်လက်ကြဆင်းနေပါမယ်အေယာဝတီမြေအချိန်နှင့် ဗမောရှိကူကတာထီချိုင်တပိတ်ချင်းမန္တလေးနဲ့စကိုင်းမြေတို့မှာပြပြချင်းဆက်လက်ကြာဆင်းနေပါမယ်။မြင်းမူပခောက်ကူညာဦးကြောင်းနဲ့မင်းဘူးမြေတို့မှာပြပြချင်းဆက်လက်ကြာဆင်းနေပါမယ်။မကွေအောင်လန်ပြီးစိတ်သားဟင်္ဒရာနဲ့ဇလုံးမြို့မြေတို့မှာပြပြချင်းဆက်လက်ကြာဆင်းနေပါမယ်။အေယဝတီမြေမြင့်တမှုကို24နာရီဆောင်ချီတင်ပြပေးနေပါရရှင်။ထူခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ ဆက်လက်ပြီးပြည်နယ်တိုင်းဒေသအသီးသီးတွင်ခုနှစ်ရက်အတွင်းရွာသွန်းရရှိနိုင်သည့်မူရေချင်းအခြေအနေကိုတင်ပြပေးပါမယ်။ရခိုင်ပြည်နယ်ချင်းပြည်နယ်တနင်္သာရီတိုင်း EOD တိုင်းတို့တွင်ခုနှစ်ရက်မူရေချင်းသုံးလမ်းမှာထက်မွန်ပြည်နယ်ပဲခူးတိုင်းကရင်ပြည်နယ်မကွေးတိုင်းတို့တွင်ခုနှစ်ရက်မူရေချင်းနှစ်လမ်းမှာထက်မန္တလေးတိုင်းရန်ကုန်တိုင်းစကိုင်းတိုင်းရှမ်းပြည်နယ်ကချင်ပြည်နယ်ကယားပြည်နယ်နေပြည်တော်တို့တွင်ခုနှစ်ရက်မူရေချင်းနှစ်လမ်းမအောက်အသီးသီးရွာသွန်းရရှိနိုင်ပါသည် မြောက်လီအင်းများစတင်ဝင်ရောက်လာပြီးလေကြောင်းပြောင်းလဲခြင်းများစတင်ဖြစ်ပေါ်နေတော်လိမ့်ဘင်္ဂလားပြည်နယ်အော်မလီဖီအာနယဝင်းမုံတိုင်းဖြစ်ပါနိုင်သည့်အခြေအနေများဆက်လက်ရှိနေဆဲဖြစ်၍အော်တိုဘာလ29ရက်နေ့နောက်ပိုင်းမှာနိုဝင်ဘာလ10ပိုင်းပထမရက်သတ္တပတ်တစ်ပတ်တွင်ထိရှမ်းပြည်နယ်မှာအပါစံတိုင်းနေပြည်နယ်များတွင်မိုးရေချိန်အနေငယ်ပူလာနိုင်ပါမည်။ဆက်လက်ပြီးနှက်ဖက်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲ။ဘင်္ဂလားပြည်နယ်အော်မဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေသေစိတ်ကိုကြည့်လိုက်ကြရအောင်။ 2025ခုနှစ်အောက်တိုဘာလ24ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ချက်ရလင်းလပလင်အော်ချိန်ဤယနေ့မြန်မာစံတော်ချိန်12:00နာရီခွဲအချိန်တိုင်းထွားချက်များအရဘင်္ဂလားပလင်အော်ရှိတာမိုင်းတွင် ဖြစ်ပေါ်နေသောလေပြင်းအားနှင့်ရဝင် low pressure area သည်ဆက်လက်တည်ရှိနေပါသည်အဆိုပါလေပြင်းအားနှင့်ရဝင်သည်အနာနာများဘက်သို့ရွေ့လျားနိုင်ပြီးနောက်24နာရီတွင်ပုံမူအားကောင်းလာနိုင်သည်ဟုခန့်မှန်းရပါသည်ကပလီပလင်ပြင်တာမိုင်းနှင့်ဘင်္ဂလားပလင်အော်တာမိုင်းတို့တွင်တိမ်ထူထပ်နေပြီး ကပလီပလဲပြင်းမြောက်ပိုင်းနဲ့ဂျမင်းလာပလဲအော်ရိုရင်တိန်နှင်းငယ်မှတိန်သင်တဲ့ဖြစ်ထွန်းနေပါတယ်။မနက်ဖန်နနက်ထိခမ်းမန်းချံမဒလီတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်တိန်သင်တဲ့ဖြစ်ထွန်းပြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတရင်တိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့တွင်နေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာကွက်ကြားမွတ်ထစ်ချုံရမြီရွာရဲရောင်နှုံးပြည့်ဖြစ်ပါတယ်။ နေပြီးတော့နေရာကွက်ချာမုတ်ထချုံရမြီရန်ကုန်ကပ္ပအေးနေရာကွက်ချာမုတ်ထချုံရမြီမန္တလေးတိန်သိန့်တစ်ဖြစ်ထွန်းမြီဘကိုးနေရာကွက်ချာမုတ်ထချုံရမြီမကွေးနေရာကွက်ချာမုတ်ထချုံရမြီဟောင်မန်လင်းနေရာကွက်ချာမုတ်ထချုံရမြီမုံရွာတိန်သိန့်တစ်ဖြစ်ထွန်းမြီနေရာကွက်ချာမုတ်ထချုံရနိုင်ပါတယ်ပသိန်းနေရာကွက်ချာမုတ်ထချုံရနိုင်ပါတယ်တဝဲနေရာကွက်ချာမုတ်ထချုံရမြီမြစ်ကြီးနာ နေရာကွက်ချာမုတ်ထချုံရမြီ ။ဇိုက်ကိုနေရာကွက်ကြားမုထစ်ချုံရနိုင်ပါတယ်။ဖက်အန်းနေရာကွက်ကြားမုထစ်ချုံရနိုင်ပါတယ်။ဟာခာနေရာကွက်ကြားမုထစ်ချုံရမည်။မော်လမြိုင်နေရာကွက်ကြားမုထစ်ချုံရမည်။စစ်တွေးနေရာကွက်ကြားမုထစ်ချုံရမည်။လာရှုံတိန်သိမ့်တင့်ဖြစ်ထုံမီနေရာကွက်ကြားမုထစ်ချုံရနိုင်ပါတယ်။တောင်ကြီးနေရာကွက်ကြားမုထစ်ချုံရနိုင်ပါတယ်။ကျိုင်းတုံတိန်သိမ့်တင့်ဖြစ်ထုံမီနေရာကွက်ကြားမုထစ်ချုံရနိုင်ပါတယ်။မိုးတိတ်တောင်ဖြစ်ပေါ်မှုချင်းနေ တင်းထိုင်တိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့တွင်မိုးတိမ်တာများဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါမိုးတိမ်တာများရွေလျားရနေရာတခြားတွင်မိုးရသွန်းခြင်းနဲ့တူလေပြင်းထိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နေ့ရက်တက်ခမန်းချံတင်းထိုင်တိုင်းဒေသကြီးတွင်နေရာကျဲကျဲမှနေရာစိစိမိုးထစ်ချုံရနိုင်ပါသည်။ နေပြည်တော်နဲ့ညတဝိုက်တမနက်ဖနနက်ထိခမန်းချက်နေရာကွယ်ကြားမူတီချုံရမီ ရွာရဲရနှုံး80ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ညတဝိုက်တမနက်ဖနနက်ထိခမန်းချက်နေရာကွယ်ကြားမူတီချုံရမီ ရွာရဲရနှုံး80ဖြစ်ပါတယ်။မန္တလေးမြို့နယ်ညတဝိုက်တမနက်ဖနနက်ထိခမန်းချက်တိမ်သိမ့်တဲ့ဖြစ်ထွန်းမီ လာမည့်စနေတနင်္ဂနွေအားလည်းရများတဲ့မူလဝတ္တခမန်းချက်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးနယ် မန္တလေးတိုင်းဒေသကြီးတို့ရဲ့နေရာကွက်ကြားမှုထစ်ဆောင်ရမည်။နောက်ဆုံးအနေဖြင့်ပလဲပြင်ခီးသွားများအတွက်မလူဝတာခမန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။မြမပလဲပြင်ညဝကျုံမမတမခွေမွန်တင်းထိုက်ကရန်တရှောင်းနဲ့ကံလွန်ပလဲပြင်တို့ရင်တခါတရံမိုးသက်လီပြင်များခြားရောက်ပြီးလှိုင်းတင်တင်မှလှိုင်းကြီးနိုင်ပါရယ်။မိုးသက်လီပြင်ကြားစဉ်ရေပြင်းပြင်းလေးသည့်တနိုင်လျင်25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါရယ်။ လိုင်းမြင့်မှာမြဝါကျုံမမုဒ္ဓမကွေမွန်သနင်းသာအကန်ရန်တရှောင်းနဲ့ကလွန်ပင်လေပြင်းတို့တွင်9ပေမှ9ပေခန့်ရှိနိုင်ပါတယ်။ကြံမြမပင်လေပြင်းတွင်လိုင်းနေငယ်မှအလိုင်းတင်တင်ရှိမည်။လိုင်းမြင့်မှာရခိုင်ကန်ရန်တရှောင်းနဲ့ကလွန်ပင်လေပြင်းတို့တွင်4ပေမှ6ပေခန့်ရှိနိုင်ပါတယ်။ရန်ကုန်မှာသနင်းသာအကန်ရန်တရှောင်းပင်လေပြင်းခီရဲ့အတွက်မိုးလေဝသခန့်မှန်းချက်ယနေ့မွန်တဲမှာ94နာရီအတွင်းခန့်မှန်းချက်မိုးလေဝသအခြေအနေနေရာကျကျမိုးတစ်ချောင်ရမည်။ အမြင့်တားလေးမိုင်မူရစင်တမိုင်ခန့်ရေပြလင်းအရှိသမုအရှိတောင်းတနိုင်ပင်လေမိုင်35မိုင်တခါတရ25မိုင်လိုင်းချိနေလိုင်းတင်တင်ရှိမီလိုင်းမြစ်6ပေမှ10ပေခန့်ရန်ကုန်မှာရခိုင်ကန်ရန်တလျှောက်ပင်လေပင်ခီရဲ့အတွက်မလို့တာခံမှန်းချက်ယနေ့မွန်တဲမှာနောက်24နိုင်အတွင်းခံမှန်းချက်မိုးလေဝသချိန်နေနေရာွက်ကြောင့်မုထစ်ချုံရမည်အမြင့်တားလေးမိုင်မိုးရစင်တမိုင်ခန့် ရေပြင်းလင်းအရှိသမုတ်အရှိမြောက် တနအိပင်လယ်မိုင်90မိုင်တခါတရံမိုင်90မှ95မိုင်လှိုင်းချီနေလှိုင်းနေငယ်မှလှိုင်းတင်းတင်းရှိမြီလှိုင်းမြင့်၄ပေမှ6ပေခန့်တို့ဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြစမ်းမရှင်လန်းကြပါစေရှင်ကျမတို့ channel ကိုလည်း like and subscribe လေးပြုလုပ်သွားပြီးခဲကြပါဦးနော်။သွားပြီးခဲကြပါဦးနော်။သွား